မွန်ကရင်နယ်စပ်ကြားကော့ကရိတ်မြို့နယ်ပန်ရဲရွာရှိစာတင်ကြောင်းအနီကိုဂျွန်လာကိုရန်နေမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်ပါဝင်6ဦးသေဆုံးပြီးပြင်းထန်ဒဏ်ရာရရှိသူတွေရှိခဲ့လို့ဒေသခံတွေစီကနေသိရပါတယ်လက်တလောရရှိထားတဲ့သတင်းတွေအားသိဆုံးသူတွေတဲ့ចောင်းသားចောင်းသူအ ਨੇ ဆုံး2ဦးပါဝင်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာအများစုကចောင်းသားចောင်းသူတွေဖြစ်ကြပါတယ်ဒီအခြေအနေကိုအတည်ပြုနိုင်ဖို့ရွာကနေထံဆက်သွယ်မြင်းမြန်းနေစေဖြစ်ပါတယ် ကြအပြင်ကုတ်ဘိန်ရွာခန့်တူကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲခံရတာဖြစ်ပြီးထိခိုက်ဒေဆုံးသူအများစုကចောင်းသားចောင်းသူတွေဖြစ်ကြတယ်လို့ပြောပါတယ်။ဂျွန်လာကိုရဲနေနေ့လယ်နှစ်နိုင်ခန့်ကကော့ဂရိတ်မျိုးနဲ့ပန်ရက်ရွာဘက်ကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံတလုံးကျဲချခဲ့တာပါ။လေရင်ဘုံကျဲခံရတဲ့ကြေးရွာတွေဘက်မှာတော်လန်ရီတက်တွေဘက်ကဝင်ထွက်သွားလာတာမျိုးရှိပေမဲ့တက်ဆွေနေထိုင်တာမျိုးမရှိဘူးလို့ဒေတာခန်ကပြောပါရယ် ်ဖြစ်စဉ်အသေးစိတ်ကိုတော့ People's Radio မြန်မာကနေဆက်လက်ဆောင်စမ်းနေစေဖြစ်ပါတယ်